လာရှင်ပုံဖော်တဲ့တိုင်းပြည်ရဲ့ပညာရေးကအကြောက်တရားအယူဆမှားတွေကိုတွတ်သွင်းနေတဲ့ပညာရေးစနစ်သာဖြစ်တယ်လို့ကရင်နဲ့ကရင်ပြည်ပြည်နယ်ရှိပညာရေးတကြွလှုပ်ဆောင်သူအတိုင်းဝန်ကထောက်ပြပြောဆိုလိုက်ပါတယ်။တိုက်ပြည်မငင်းချမ်းတာဟာပညာရေးအားနည်းနေတာဖြစ်ပြီးကျောင်းတွေမြန်မြန်ဖွင့်နိုင်ဖို့အားပေးလှုပ်ဆောင်နေတယ်လို့အာနာဒိစစ်ကောင်ဆောင်မင်းအွန်လိုင်းကပြီးခဲ့တဲ့အောက်တိုဘာလ15ရက်နေ့ NCA စံနှုန်းပြနှစ်ပတ်လည်ခမ်းနားမှာ မိကွန်းပြောရင်တိုင်းရင်းသားပညာရေးနယ်ပယ်တွေကိုထောက်ပြပြောဆိုခဲ့တာဖြစ်ပါတယ်။စီအုပ်စုကသာနှစ်ပေါင်းများစွာအကြောက်တရားတွင်ပြီးလူမှုတွေပညာမဲ့အောင်လှုပ်ဆောင်နေခြင်းသာဖြစ်တယ်လို့အာနာသိန်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့ပြောကြားချက်အပေါ်ကရင်နေပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ဥပညာခွန်အောင်ကအခုလိုမချက်ပြုပြောဆိုခဲ့ပါတယ်။စစ်ကောင်စီကတော့ဟိုနှစ်ပေါင်းများစွာကျွန်တော်တို့ပြည်သူလူထုကိုအောက်ချောက်တဲ့နေရာမှာအကြောက်တရားဖြစ်အောင ဟိုကျွန်တော်လုတ်ပြီးတော့မှအုတ်ချုပ်တဲ့စနစ်ကိုတောင်းတယ်နောက်တစ်ခုကလူထုတွေပညာမဲ့အောင်ပေါ့နော်ပညာမတတ်အောင်မဟုတ်ပညာမဲ့အောင်ဟိုပညာစနစ်တွေဖော်ဆောင်ပြီးတော့မှအုတ်ချုပ်တော့ပေါ့နော်အဲ့တော့ကျွန်တော်ဒါတော့ခေတ်ဆက်ဆက်ကိုကြည့်မယ်ဆိုတော့ကျွန်တော်အရန်ရှင်းပါတယ်ကျွန်တော်တို့ပညာရေးစနစ်ကနေလူကျွန်တော်ချင်းချင်းကြမှာအာကျွန်တော်တို့အမုံတရားတွေဖြစ်အောင်လုပ်တယ်နောက်ကျွန်တော်မာရင်းတဲ့အယူအဆတွေကိုကျွန်တော်တွတ်တွင်းပြီးတော့မှလူထုတွေကိုသူတို့ဆက်အုတ်ချုပ်နိုင်အောင်သူတို့ကြိုးစားခဲ့တာပဲရှိပါတယ်အဲ့တော့တကယ်လက်တွေ့ကလေးတွေလူငယ်တွေ ဟိုကျွန်တော်တို့ဟိုလွတ်လွတ်လပ်လပ်တွေးခေါ်နိုင်ပြီးတော့မှသူရဲ့လူချင်းနဲ့ပညာစနစ်ကိုခွင့်ပြုခဲ့တာလောကမရှိခဲ့ဘူးအဲ့ဒါကြောင့်မို့ပညာတော့တတ်သွားနိုင်တယ်ဟိုကျွန်တော်လူတော်တွေဖြစ်ဖို့အရန်ခက်တယ်ပေါ့ပညာတတ်တော့ဖြစ်ဖြစ်တယ်ပညာတတ်နဲ့လူတော်လူကောင်းဖြစ်ရတဲ့မဆိုင်ဘူးပေါ့နော်လက်ရှိမှာလေကျောင်းဝင်များများဖွင့်နိုင်ရေးချက်ပညာရေးရလက်ကိုတာကြည့်ရမှာဖြစ်တယ်လို့ ကရင်နီပြည်နယ်အတွင်းကလူမှုအုပ်ချုပ်မှုလက်အောက်မှာရှိတဲ့စာတင်ကျောင်းတွေကိုလည်းဒီမိုကရေစီနဲ့လူ့အခွင့်အရေးစံနှုန်းနဲ့တံမိုးထားလေးစားရတဲ့ပညာရေးစနစ်ကိုကျင့်သုံးနေပြီလို့ဥပညာခွန်အောင်ကဆက်ပြောပါတယ်။အာနာသိမ့်မီနောက်တိုက်ပွဲတွေကြောင့်ကျောင်းတွေပိတ်ခဲ့ရတဲ့ကရင်နီပြည်နယ်မှာအခု2025ခုနှစ်အောက်တိုဘာလအထိစာတင်ကျောင်းပေါင်း900နီးပါးရှိတယ်လို့လည်းသိရပါတယ်။တစ်ဖက်မှာလည်းပညာရေးကိုအားပေးမြင့်တင်ရမယ်လို့ဆိုထားပြီးစီအိုစုက ကရင်နီပါဝင်ပဏိပခဖြစ်ပွားရာအခြားတိုင်းရင်းသားဒေသတွေမှာရှိတဲ့စာတင်ကြောင်းအဆောက်အအုံတွေကိုရည်ရွယ်ချက်ရှိရှိ လေကြောင်းနဲ့လက်နက်ကြီးပြစ်ခတ်မှုတွေလုပ်နေတာကြောင့်ကျောင်းနေအရွယ်ကလေးတွေထိခိုက်ဒေဆုံးမှုများလာခဲ့ပါတယ်။ကြာပြီ KNU ကရင်မျိုးသားစီယုံ အုပ်ချုပ်နယ်မြေတွေမှာလည်း လွတ်လပ်စွာပညာသင်ကြားခွင့်ရဖို့စီအိုစုရဲ့လေချောင်းရံကိုစိုးရိမ်နေရသလိုအဆင့်အတန်းမြင့်တဲ့ပညာရေးစနစ်ကိုအကောင်အထည်ဖော်ရမှာစိတ်ခေါ်မှုကြီးကြီးမားမားတွေရှိနေတယ်လို့ကရီပညာရေးနဲ့ယဉ်ကျေးမှုဌာန KEC ရဲ့ဌာနမှူးပဒုစောလော့အမှုကအခုလိုပြောပါတယ်လဘကသူလေဟဘဘဒတကူဘကူစေစနဒကပါနဲခေါပလူလတဘီတဘ တပ်ပူတပ်ဖလက်ဒတ် log water over sugar လို့ဥပါခိုးစားနေလတမှာ plate ဝရတကူဘကူစေအတက်ဖြစ်တတ်မှာလဘကနေပါတကူဘကူစေလို့ order အကြီးအစောနေကေတော့တကောတခဲလို့မလားတော့ကတော့ပုထရစေကအခီလာအဝရမနပ်ပွားတဝဲတဲ့ဖာတတ် over sugar လို့ဥပါခိုးစားလတတကွာထွဲကတကေတာဒူဒူထောက်တကူဘကူစေစနူး တကူဘကူစီတအိုရဲ့တဲ့ပကေတော့တကေကလောစရတာလည်းဒီစလတာကွတ်ဝဲကြီးဝဒချူစရတဲ့တဖက်လောဝဲကလူလခစားအာနော်တာခူနေဝဒတာမရှိအကလူကလေတဲ့ဖက်ကေတော့တာတာရဒုမာခဘလဟခုဒေါဖလေကွတ်ရှင်မရှိကောဒတာတိုင်ယာကွတ်ရှင်မရှိကောဒမြူကလူဝဲကွာတ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 ခိဒါစီတဲ့ဖက်ဖခုဒါတော့ဘာမရှိတာကောဘဒုတိတဖက်ရှိကောနေအတိုက်ကောဥမနော် ကရင်လူ့အခွင့်အရေးဖွဲ့ KHRG ကလည်းစေအုပ်စုအာဏာစသိမ်းချိန်2021ခုနှစ်မှ2025ခုနှစ်အထိကရင်အပါအဝင်မြန်မာပြည်အရှိတောင်ပိုင်းအရက်တွေမှာစေအုပ်စုကပညာရေးကို ပြင်းထန်တိုက်ခိုက်တဲ့အကြိမ်ကြီး94ကျင်းထက်မင်းရှိခဲ့တယ်လို့မှတ်တမ်းတင်ထားတာတွေ့ရပါတယ်။ဒါအပြင်အမျိုးသားညီညွတ်ရေးဆိုရန် UNG ပညာရေးဝန်ကြီးဌာနကအာဏာသိမ်း၄နှစ်အတွင်းအချက်လက်တွေအရ စာတင်ကျောင်းပေါင်း245ကျောင်းကိုစစ်အုပ်စုကလေကျောင်းပုံကျဲတိုက်ခိုက်ခဲ့တယ်လို့လည်းစည်ရင်တွေအရသိရပါဗျ။